အားလုံးပဲမင်္ဂလာပါတမောင်မြင်းဒီရိုင်းနေမုံတိုင်းနေအပိုင်လေးစေမြောက်စုစုတို့အတော့နေခဲ့သော Rossi နောက်တို့တစ်ချက်လှည့်ကြည့်လိုက်သည်တောင်ထွက်မြိုင်သားစီမှမိခိုးတွေတွေ့ရသဖြင့်တကြိုးတွေပြန်လှည့်ခဲ့အိမ်အောင်ထက်မှစူးစူးညံ့ညံ့တန်တွေကိုမော်ခင်မတုံ့မြင်မေးအတော်ကလေးညင်နေလာ၏အဖော်ရတို့တက်မိစစေမိခိုးတွေတက်လာသဖြင့်အောက်ထက်သူပြေးစင်ခဲ့သည်နောက်ဖေးပေါက်မှထွက်ဖို့ပြေးထွက်သွားသည်ချောင်းထို့ဟို့ဆိုလျက် တကောက်ဝရင်လူတယောက်ကကြောက်ဖို့ကန်ဆောင်နေသဖြင့်အိမ်နဲ့ပြန်ပြေးဝင်ကြရ၏ဒီတော့မှ Ross နာမည်ကို အော်ခေါ်ပြီးမိခိုးလုံးကြီးတွေတိုးဝင်ကောင်းအဖိုရက်သူပြေးတက်ခင်ထားခဲ့သည့်အခန်းထဲတွင် Ross မရှိတော့အတွင်ဘက်ခန်းကိုတတိယပြီးတကောက်ကြီးကိုအတင်းဖွင့်ဝင်လိုက်သည်မိခိုးလုံးကြီးကသူ့သွားအသူလိုက်နေသည်လားအခန်းထဲသူလဲကျသွားသည်ကျမ်းမြေပေါ်တွင်အသက်နိုင်နိုင်ရှုကောင်းတရှုပ်ရှုပ်ငုံနေသည် သူနာမတကယ်ရကြီးပိတ်သွားသည်မြို့မျက်နှာဖုံးများဖြစ်ကြသည် မက်ကာဖီညီကိုများ ချားဒေဂရင်ကေဗင်မာရှေဟင်နရီမွန်ဂလစ်နှင့်လူနာဒါစင်တို့သည်တောင်ထွက်မြန်သာစီသို့မြင်းကိုစီဖြင့်ကဆုံဆိုင်လျက်ရှိသည်သူတို့အားလုံးဒီအန်သနီနီဗန်နဲ့နောက်လိုက်နောက်ပါတို့ဤအချမ်းဖက်ဝါရောကိုစန့်ကျင်သူများဖြစ်ကြသည်တောင်ထမြိုင်းတော်တို့သူတို့ရောက်ချိန်တွင်အိမ်မကြီးကိုမိဆွေဆောင်ပြုနေပြီ မိโกရီဦးနေသည်တောင်ထွက်မြန်သားကိုပုံနမီရိတ်တာမှာကီတီလှမ်းမြင်သည်ဖြင့်မြင်းစည်းနှင့်အပြေးလိုက်လာခဲ့သည်သူတို့လူတိုက်သည်မီးလောင်နေသည့်အိမ်ဝင်းထဲသို့တရကြံတက်ဖြတ်ဝင်သွားကြသည်နောက်ထပ်ဝင်လာသူတွေဘသူဘဝဖြစ်ကြောင်းတည်တည်နှင့်အချမ်းဖက်သမားများကတချို့တွေလစ်ကြတော့၏တချက်တလေမြောက်ခုခံပြစ်ခတ်ခြင်းမပြု၍ထွက်ပြေးကြခြင်းဖြစ်သည်မြင်းပေါ်မှာအပြေးလောဆင်းကြပြီးလက်ဆင့်ငန်းစနစ်ဖြင့်ရေးသေးကမိသက်ကြသည် ကေတီကဟင်ရီမွန်ဂလီ၏နောက်မှနေရာယူလေ။မကြမီရော့ရှားလာသည်။သူလည်းအများနည်းတူလူဒန်းကြီးရဲ့တွင်နေရာယူလိုက်သည်။နှစ်နာရီတိုင်တိုင်ဝိုင်းဝန်းညင်သက်ရသည်။အသေးလေးပင်မခန့်မီညင်သက်ချက်ဖြင့်မိကိုသူတို့အနိုင်ရလိုက်ကြသည်။မိငင်းသွားတော့ရော့စပါရီတယောက်ထဲလမ်းခွဲကောင်မြစ်ခန့်နှဖူးဘက်သို့ထွက်ခဲ့သည်။မိမိသွေးနဲ့ချင်းနဲ့ရင်ကောင်ဆောက်ခဲ့သည်တောင်ထွက်မြန်သာအင်ဖြူကြီးမှာတချမ်းပြက်စီပြီးရုပ်ပြက်စင်းပြက်ဖြစ်သွားပြီ။ မြစ်ဘက်သို့လှည့်ကြည့်လိုက်သည်မိသမောကြီးသည်ကြောက်ဆောင်ကြီးစီသို့ဥတီကာအရှင်လျှော့ရလာနေသည်တကယ်ပင်မော်ဂင်စီစဉ်ဖြစ်ချင်းမှတကားတောင်ထွန်းမြင်သာစီသို့တအားပြေးချလာသည်ကေတီကသူ့လက်ကိုတအားဖမ်းဆွဲပြီးဘာဖြစ်လာလဲရော့စ်မော်ဂင်ရောမော်ဂင်ရော့စ်မေကိုဟင်နရီမွန်ဂလီလှမ်းချလိုက်သည်ရော့စီနာမှာဟင်နရီရဲ့လူချိုးပြေးဝင်သွားကြသည် အင်းရီမိခိုးရီမဲမောင်လည်းပင် ရှိသေးသည်မြေကြီးပေါပေါကြရင်ချောင်းထိုးဆိုရင်အပေါ်ရက်တို့သူတို့ဆန်တော်ဝေါ်တက်သွားကြသည်အပေါ်ဆုံးထက်မှသူဆန်ဆန်အခန်းထဲကို ရော့စ်အင်းရောက်နေသည်ဟင်နီရောရောက်သွားတော့နန်ဂူမီကကျမ်းမြင့်သုံးကုန်းကြည့်နေတော့ရော့စ်ပါရီကိုထွေကြ၏တယောက်ကအောက်ထပ်သို့ပြန်ပြေးလာပြီးမှန်အိမ်ထုံးကအပြေးပြင်တက်သွားသည်ကျမ်းမြင့်မော်ရင်တစောင်းလေးနေဒီမော်ဂင်ကိုထွေကြ၏ တကားပေါက်ဘက်သို့မျက်နှာမူလျက်မျက်နှာတွင်မိခိုးငွေတွေရိုက်ပြီးမင်းနေသည်မြေကြီးကြောင်တစ်ဝိုက်တွင်သောအဖြူအောင်ကလေးတန်နေသည်အသက်မရှိတော့ကျော်မကဘီကအထိတ်တလန့်ဖြင့်ဟာသူ့လက်သေးတွေကိုကြည့်စမ်းလက်သေးတွေအားလုံးကျွတ်ထွက်နေသည်တကားရက်တွင်ကောက်ချစ်ထားသောအစင်းကြောင်များကိုအတိုင်းသောတွေ့ရ၏ပြူးကျဲလျက်ရှိသောမျက်လုံးများကအတိုင်းစမရှိထိတ်လန့်တုန်လှုပ်ခဲ့ကြောင်းသိသာလာသည် ီအိဘယ်ကို ရော့စ်ရောက်သောနားလည်မည်သူရှိသည်မိကိုမမီတိရထနေဟင်ရီမွန်ဂလစ်ကမှတ်ချက်ချလိုက်သည်ရော့စ်ဘာမှမပြောပြီးသူ့ကိုတစ်ချက်လှမ်းကြည့်သည်ပြီးမှမော်ဂင်အလောင်းကို ကောက်ပွေကောင်အောက်ထက်သို့ဆင်းခဲ့သည်ဆင်းဝင်အောင်မှဒမ်မော်ရင်အသာကလေးချပြီးမျက်မောများကိုပိတ်ပစ်လိုက်သည်ကိုဘမအနှွေးရဲကိုချက်ကအလောင်းပေါ်သို့လွှမ်းပစ်လိုက်သည် တစ်ဖက်သို့လှည့်လိုက်တော့ကီဇီနီမင်းနှချင်းစုံသည်ကီဇီဘာမှမပြောပြီးခြာငနဲ့လှည့်ထွက်သွားသည်မြင်းစီသို့တန်းသွားပြီးတကြိုးရဲစီထွက်သွားသည် သူနောက်မှာရော့စ်ကမမန်စီလိုက်သွားသည်လမ်းတွင်မြင်းချင်းရှင်ပြီးတော့လေတယောက်မှစကားမဆိုကြပေါ်မြေတာအဝင်ဝရမှာကဲအခုရှင်ပါလို့မလဲစီစဉ်ထားတဲ့အတိုင်း နယူးယောက်ကိုသွားမယ်လေကေတီကေတီအတောင်သာရှက်လိုက်သည်ရှင်တကယ်မြောက်ပိုင်းကိုသွားရမယ်ပေါ့လေသွားပေါ့ကျမတော့မလိုက်ဘူးရော့စ်ကစနီးလောက်သူကို ဝီနာမျက်လုံးများဖြင့်လှမ်းကြည့်လိုက်သည်မင်းကိုလည်းလမ်းခွဲရမယ်ပေါ့ဟုတ်လားကေတီအကွေးနေသည်အထံဖြင့်ကေတီတုံ့ပြန်သည်ကျမစိတ်ကုန်လာပြီရော့စ် ရှင်ရဲ့အချစ်ဟောင်းဝိညာဉ်ကြီးရဲ့လောင်းရအောင်ပါကျမဆက်မနေပါရစီနေတော့ Rose Barry Rose အထုပ်ပိုးပြင်နေသည်ကိုကြည်သီးထိုင်ရှိနေ Do worry တောင်းစစ်ထောက်လျင် Love worry မေးတယ်လေကိုတောင်းမှန်ပါစီကြည်သီးလိုက်ခဲ့ပါဟင်မလိုက်ပါဘူး1860ပြည်နှစ်မုဂုံခါနေလောင်တွင ဂျင်နီမာတစ်ထံစတဆောင်ရလာသည်နယူးယောက်မှာလာသည့်စာဖြစ်၍ Roston မှာဟုထင်လိုက်သည်ထို့သောစာရေးကိုသည်ချာကြီးမှာ Ross Moman တည်သည်ပုံမီရိတ်သားဤနောက်ပိုင်းပြောင်းလဲမှုများကို လုံးဝမသိသူတယောက်ထံမှစာလိပ်စာတပ်ပုံကို ကြည်လင် Mrs. Tombari တို့ရဲ့နှစ်ချက်စာတိုက်ဘူကဂျင်နီရဲ့လူချင်းတည်နေသောကြောင့်ချက်ချင်းရောက်လာခြင်းဖြစ်သည် ဂျင်နီစားရိုက်ကိုဖွင့်လာသည်အချစ်ဆုံးဂျင်နီနှစ်ပေါင်းများစွာ ခွဲခွာသွားပြီးနောက်မှာအမေရိကန်ကိုပြန်ရောက်တော့ကွန်ချီတာတိတ်ပြော်တာပဲဂျင်နီရဲ့ဒါပေမဲ့ရင်ထဲမှာလေးနားကျင်ရပါတယ်ကွန်ချီတာအတွက်နေကျူးဝါမှာအသက်ဆုံးသွားရှာတဲ့အချစ်ဆုံးရော့စ်ကိုမမေ့နိုင်လို့ပါပဲဂျင်နီစက်ကနေခေါင်းထောင်လိုက်သည်ဖျားဖျား ငါအိမ်မက်များမက်နေရများလားတနွရင်ဖြင့်စာကိုဆက်ဖက်သည်မူလအစီစဉ်ကနီးော်လင်းကိုရောက်ဖို့ပဲဒါပေမဲ့နိုင်ငံရေးတွေကရှုပ်ထွေးပြီးရွေးကောက်ပွဲကလည်းနီးော်တောင်ပိုင်းမှာချင်းနေမကောင်းမှုစို့အီဘရာဟဲလင်ကွန်ဟာတကယ်တော်တဲ့ပုံကိုကြည့်ရခြင်းနီးပြည်တွင်းစတော့ဖြစ်လိမ့်မယ်ထင်တာပဲတောင်ပိုင်းမှာစူပူနေကြတာနေကိုချီတိုင်းမန်နေဂျာကနယူးအော်လီယန်ခီးစဉ်ကိုဖျက်လိုက်တယ်လေ သိလာချင်တာပဲဂျင်းနီရေကွန်ရှင်တာကအခုကောက်ချီတဲမှာဟာဗာနာမဲ့ဖြစ်နေပြီလေပွန်မီရေးတာကို ပြင်အောင်တော့မစစ်စစ်မှာလွှဲရတယ်ကွယ်ကွန်ရှင်တာချစ်လင်းလက်စွမ်းပြဟာရေးပွန်မီရေးတာကိုအလွမ်းပြေလာကြည့်ချင်ပါသေးတယ်ဂျင်းနီဒါထက်ကွန်ချီတာနဲ့ရော့စ်လက်ထတာကိုဂျင်းနီတို့ဘယ်သိနိုင်ကြမလဲနော်အင်းလေဘယ်သိနိုင်မှာမလဲ သူကကျူပါမှာအသက်ခံရပြီးကွန်ချီတာကလည်းစပိန်ကိုပါသွားတာကိုကွန်ချီတာရဲ့အချစ်တေဟာသူနဲ့အတူပါသွားပါပြီဂျင်နီရဲ့ရှေ့ဆက်မရင်နိုင်တော့ကို ခွင့်လွတ်ပါဂျင်နီကွန်ချီတာရင်ထဲမှာမချီလွန်းတော့လို့ပါဂျင်နီတို့မိန်းလမ်းဆောင်ကိုအမြဲတတိယလဲစပြတ်မှာနော်ချစ်တယ်ကွန်ချီတာဂျင်နီစကိုခက်လောလောတစ်ခေါက်ပြန်ဖက်သည် စာအိမ်တောင်မှကစားရုံအမိကိုမှတ်လိုက်သည်ပြီးတော့လှေကားမှတဒုံဒုံပြစ်စင်းခဲ့ပြီးမြင်းတစည်းပေါ်သို့လွှားခနဲခုန်တက်သည်မင်းနေပိုင်းတွင်ဂျင်းနီသည် နှက်ချက်မြူရဲရှိ စာလိုက်စီသို့မြင်းကိုကိုစုံဆိုင်လျက်ရှိလေသည် တမောင်မြေကိုရဲ့ရှစ်လ86ခုနှစ်နှင်းစီကုန်းသူဝနာဣဇလန်လေးကိုစုံထီနားထောင်ပြီးကြတဲ့တို့ကကကများကို ကျေးဇူးအထူးတင်ရှိပါရခင်ဗျာမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ thank you